။တရားဇဝနရေးသားထားတဲ့ဇဝနပုံမြင်စာအုပ်ထဲမှာဥပကနဲ့မဆာဝါဆိုတဲ့ပုံမြင်ကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ထိုနေ့တီကဥပုံနေဖြစ်သဖြင့်အပါသည်ကျောင်းအားသည့်အလျံကျွန်တော်ထံသို့ရောက်၍လာလေ၏။ဥလေဥပုံရသလား။မရပါဘူးကွယ်။အလောက်တွေများလုံးလို့ ဒီနေ့ဥပုံနေမဲ့နားမသိဘူး။မင်းတို့အိမ်ရလူတွေရောရကြသလား။ရတယ်ဦးလေးရဲ့။ဘဲကြောင်းသွားอยู่ကြတယ်လေ။ကျောင်းကိုမသွားဘူး။အိမ်မှာပဲอยู่တယ်။ဖုန်းကြီးကြောင်းသွားတာမကောင်းဘူး။ဘာဖြစ်လို့လဲကွ။ဘယ်နဲ့မကောင်းရမှာတော့။ဟုတ်တယ်။မကောင်းဘူးဦးလေးရဲ့။ဖုန်းကြီးကြောင်းသွားရင်ဖုန်းကြီးကကျွန်တော်တို့အမေကိုနောက်ပိုးမှာ။အော် မင်းတို့ဖုန်ကြီးကမကောင်းလို့လားမသိဘူးဖုန်ကြီးကနောက်ပိုးတယ်လို့ကြားဘူးတယ်ဦးလေးရဲ့ဟဲ့ဒီလိုမပြောကောင်းဘူးငရဲကြီးတတ်တယ်ဖုန်ကြီးရင်ဒီလိုမဟုတ်ပါဘူးကွယ်ဖုန်ကြီးဆိုတာကြီးညိုရတယ်ဦးလေးဘာသိတယ်လဲရှိတုန်းကဖုန်ကြီးတွေနောက်ပိုးတာပဲကျွန်တော်ဒီပုံကောင်းတစ်ခုနားထောင်ရတော့မြည်ဟုဝဲမြဝန်တာစွာဖြင့် ပြောစမ်းပါအောင်ကွယ်ဘဲတော့ကဘဲဖုံးကြီးဘလို့နောက်ပိုးလို့လဲဟုမေးလိုက်လေဤအပါပြောပြမယ်ဦးလေးနားထောင်တော့ဟုသိုးပြီးလျင်အပါသည်ဓမ္မဂရိကထိုင်ဟန်မျိုးဖြင့်ကြကြနနထိုင်လေဤရှေးရှေးတော့ကအဲ့ဒါတကယ်ဖြစ်တာဦးလေးရဲ့အဲ့ဒီတော့ကမြတ်စွာဘုရားရှိသေးတယ်အဲ့ဒီတော့ ဘယ်တိုင်းမြည်ဆိုလားအေးအဲ့လိုရှင်းရှင်းလင်းလင်းကလေးပြောမှာပေါ့ကွက်လာပြီဥလျာဝင်ဝင်ရှုပ်ပြီအဲ့ဒါနဲ့မောက်ဆိုးကြီးတယောက်ရှိရောသူ့နာမည်ကလောက်တကားတဲ့အဲ့ဒီမောက်ဆိုးဟာတိတ်လက်တဲ့တာပဲတော်ရဲသွားပြီသမင်တွေကိုလောက်လေးနဲ့ပြစ်ပြစ်ပြီးတတ်တာပဲနေပါအောင်ကွက်လောက်လေးနဲ့ပြစ်လို့သမင်သေးပါမလားကွက် ဥလေးကမယုံဘူးလားမယုံရင်ဥလေးကိုကျွန်တော်လောင်လေးနဲ့ပြစ်ပြမယ်လေဟုတ်ဆိုကခါးကြမလောင်လေးတရေဘက်ကို ဖြုတ်လိုက်သည့်အတွေ့အေးအေးယုံပါပြီမပြပါနဲ့တော့မပြပါနဲ့တော့ဟုတ်ဇိုးအတင်းယုံလိုက်ရလေတော့ဤအဲ့ဒါနဲ့မောက်ဆိုးကြီးဟာတောထဲရောက်သွားပြီးတစ်ပင်အောက်မှာဝင့်နေတဲ့ဝါဝါအရာတစ်ခုမြင်လို့ လောင်လေးနဲ့ပြစ်လိုက်တော့တမင်မဟုတ်ပဲဖုန်ကြီးတရအဲလေဖုန်ကြီးတခုကိုထိတ်ပိန်မှန်တာပေါ့ဖုန်ကြီးကထိတ်မှန်တော့ဒေါသဖြစ်သွားပြီဘဲကောင်းလဲငါ့ကိုလေးနဲ့ပြစ်တာလို့អော်လိုက်တော့မောက်စိုးကြီးလဲဖုန်ကြီးကိုမှားပြစ်မိတာသိပြီအရှင်ဖះရင်ကျွန်တော်ခမ ्या ကိုတမင်မှတ်လို့ပြစ်မိပါတယ်စိတ်မစိုးပါနဲ့လို့တောင်းမှန်တာပေါ့ ဒါပေမဲ့ဖောင်းကြီးကဟေ့မင်းရစိတ်မဆိုးနဲ့ပြောပေးမယ်သိနေတာပဲကွာလို့ပြောတော့မိုးဆိုးကြီးကကျွန်တော်ခမည်းစီ နေ့တိုင်းစိုးပို့ပါမယ်ကြေပါတော့လို့ပြောမှဖောင်းကြီးလည်းစိတ်ကျဉ်နေလိုက်ရတော့တာပေါ့မိုးဆိုးကြီးလည်းအိမ်ပြန်သွားပြီးသူ့မိမကိုဖောင်းကြီးစီစိုးပို့ဖို့ပြောပြတာပေါ့သူ့မိမကျော်အမဲသားလဲပြီးရောင်းရအောင်မယ်မအားဘူး ရှင့်သမီးခိုင်းဆိုတာနဲ့မောက်ဆိုးကြီးလဲသူ့သမီးကိုစောပေါ်ခိုင်းလိုက်ရောမောက်ဆိုးကြီးသမီးနာမည်ကစာဝါတဲ့အမေသားတဲ့သမီးပေမဲ့တိတ်ချောတာပဲတဲ့အဲ့ဒါနဲ့စာဝါကဖုန်ကြီးချန်းကိုစောသွားပို့ရောဖုန်ကြီးလဲစာဝါကိုမြင်တော့တိတ်ကြိုက်သွားတာပေါ့ဖုန်ကြီးကကြိုက်တော့ကြီးစားစာပေးရောလားကြီးစားစာပေးတာမဟုတ်ဘူး လူပြောစကားပြောတာပေါ့လူပြောစကားဆိုတာဖုံးကြီးမပြောရဘူးဖုံးကြီးဆိုတာလူပြောမှမဟုတ်ဘင်းဖုံးကြီးပြောရင် ဖုံးကြီးစကားပေါ့ဖုံးကြီးစကားတော့ဖုံးကြီးစကားပဲဒါပေမဲ့နောက်ပိုးတဲ့စကားဦးလေးရဲ့ကဲကဲစိုးစက်မအောင် ဖုံးကြီးကဘလို့ပြောတယ်လဲဖုံးကြီးက I love you very much လို့ပြောတာပေါ့အမေဖုံးကြီးကအင်္ဂလိပ်စာတတ်တယ်လားတတ်တာပေါ့ဦးလေးရဲ့ ဖုန်းကြီးတွေအင်္ဂလိပ်လိုတိတ်ပြောတာဒီဖုန်းကြီးဟာဘဂဝါ high school ကခတ်တာအိုလေးရဲ့ဒါဖြင့်ရွှေမြမန်နဲ့စီကလက်နဲ့လက်နေတံမီကိုက်မှာပေါ့ကန်ကြီးကိုက်မှာပဲကျမ်းမပြပြတော့ဟာဒါရီမပါဘူးနို့ဖုန်းကြီးက I like you လို့ပြောတော့စာဝါကဘာပြောတယ်လဲ No me I'm very shame လို့ပြောတာပေါ့အတိတ်ဘယ်ကဘာတဲ့လဲကွ ပြမတိတ်ရက်တယ်လို့ပြောတာပေါ့ဦးလေးရဲ့ဦးလေးကလည်းအင်္ဂလိပ်စကားနားမလည်ဘူးလားအဲ့ဒါနဲ့ဖုန်းကြီးကငါပါဇက်နဲ့ပြောလို့တော့မဖြစ်ဘူးဆိုပြီးလက်ကိုဆွဲပါရောဆွဲတော့မအော်ဘူးလားကြည်ကြည်ကြီးတော့မအော်ဘူးလှွတ်နော်လှိုးရှင်အော်လိုက်လိုက်မယ်လို့သာဆိုတယ်တကယ်တော့မအော်ပါဘူးဒါနဲ့ဖုန်းကြီးကလှွတ်ရောလားမလှဘူးအတင်းဆွဲထားတော့ သာဝါကဟဲ့မလွတ်ရင်ဂက်တိုင်မယ်ဆိုတော့မှလွတ်လိုက်တယ်။ဒါနဲ့သာဝါပြန်သွားတော့ဖုန်ကြီးလဲဒိန်းတိန်နဲ့ဝင်ပူးတာပေါ့။ဒိန်းတိန်နဲ့ဆိုတာခေါင်းရင်ကြီးနဲ့လားမသိဘူး။ဒိန်းတိန်နဲ့လို့ဆရာမကပြောတာပဲ။ဒိန်းတိန်နဲ့ဆိုတာခေါင်းရင်ကြီးနဲ့တူတာပဲ။ဒါဖြင့်ဒီနဲ့ဟာလန်ကုတ်တီကလေးနဲ့ပေါ့။ဦးလေးကလည်းနားထောင်နေပါစို့ဝင်းဝင်းပြောတာပဲ။ အဲ့ဒါနဲ့စာဝါလဲငိုးပြီးအိမ်ပြန်သွားတော့သူ့အဖေနဲ့အမေကမေးတော့ဖုန်းကြီးလက်ဆွဲလို့ဆိုတာတိကုံတာပေါ့တိကုံတော့စာဝါရဲ့အမေကမခံဘူးဖုန်းကြီးကိုကြောင်းမော်ကဆွဲချပြီးဖနက်နဲ့ရိုက်မယ်ငါအမေသားတဲ့ဟဲ့ဖုန်းကြီးကို အရေးဆုပ်ပြလိုက်မယ်လို့ဆိုတာပေါ့ဒီတော့မှမော်စိုးကြီးကငါဖုန်းကြီးကိုဒီလိုမလုပ်ကြပါနဲ့ဟဲ့ငါတော့ပြောပေးပါမယ်ဆိုပြီး ဖုန်းကြီးကြောင်လိုက်သွားတော့ဖုန်းကြီးဟာစာဝါကိုကြိုက်လွန်းလို့အယူထနေတာတွေ့ရတာကိုအယူထနေတာ တွေ့ရတော့တရားကလေးကိုပို့လိုက်ရောလားမပို့ဘူးငိုဆိုးကြီးဟာခမရကျုပ်သမီးကိုကြိုက်ရင် လူထွက်ကျုပ်ပေးစားမယ်ဆိုပြီးလူထွက်ခိုင်းတော့ဖုန်းကြီးလည်းလုံကြီးလဲเสียရမရှိတာနဲ့မိုးဆိုးကြီးလုံကြီးကိုနှစ်ယောက်ဝစ်လာကြတော့တာပေါ့လုံကြီးတစ်ထည်သေးကို ဟိုကဆွဲဒီကဆွဲနဲ့လမ်းမှာခွေးတစီစီနေမှာပဲမတီးဦးဦးလေးရဲ့အိမ်ရောက်တော့မှအိမ်ကြီးလုံကြီးဝဲပေးရတာပဲဖုံးကြီးလူထွက်ဆိုတော့ကရုံးနဲ့ဘီရီပေါင်းနဲ့ညက်မှန်းနဲ့ဒုတ်ကောင်နဲ့ဘုတ်ဖက်နဲ့ဖြစ်နေမှာပဲထင်ပါရဲ့ဟုတ်ပါပေါ့ဦးလေးရဲ့အဲ့ဒါနဲ့ဥပကနဲ့စာဝါလက်ထပ်လိုက်ကြရောလက်ထပ်လိုက်တော့ဥပကမှာ အလောက်အကိုင်းလည်းမရှိဘာမှမရှိတော့ငါအလက်ကအာအာနေရင်ငါရောက်ခမကစိတ်ဆိုးမဲဆိုပြီးခလေးတယောက်မွေးပေးလိုက်ရရောခလေးမွေးပြီးတော့မက်ဆာဝါကမချီပဲဥပကချီခိုင်းတော့ဖုန်းကြီးလူထွက်ကြီးကသွန်းခဲနေအခါတပိတ်ကိုလက်တစ်ဖက်နဲ့ပင့်ပြီးမြှောက်ထားတဲ့အကျင်ကပါနေလို့ခလေးကိုလည်းလက်တစ်ဖက်နဲ့မြှောက်ပင်ထားတော့လက်ထဲကလွတ်ကြတာပေါ့ အဲ့ဒါနဲ့မက်ဆာဝါကစိတ်ဆိုးပြီးဟဲ့အကောင်ကြီးခလေးတော့မွေးအောင်လောက်တတ်တယ်ခြေတော့မခြေတတ်ဘူးလားဆိုပြီးဒေါင်ကနေမြောင်ဂရုံးပြောင်ကလေးလက်နဲ့ပိတ်ခောက်လိုက်တော့တာပေါ့ဥပကကလည်းတိတ်နာသွားပြီးသူ့ဖေကလည်းငါ့ကိုငဲတဲ့လောင်လေးနဲ့ပြစ်တယ်။သူကလည်းထိတ်ခေါက်ပြန်ပြီ။ကြကြနေရင်သူ့အမေကြီးပါငဲတဲ့ခုံပန်းနဲ့နှံလိုက်မယ်။စောစောကပြေးမှာပဲဆိုပြီး ခုံးကြီးကြောက်ပြန်ပြေးရောအဲ့ဒါနဲ့ပြီးရောဒီနေရာမှာတော့ဆရာဇဝနရေးသားထားတယ်ဇဝနပုံမြင်စာအုပ်ထဲမှာဥပကနဲ့မက်စာဝါဆိုတဲ့ပုံမြင်ဟာပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်